ားလုံးပဲမင်္ဂလာပါခင်ဗျာကျေးဇူးတင်ရည်ကနေပြန်လဲကြိုးဆိုပါရစေကျွန်တော်တို့ဒီနေ့မနေ့တင်နန်းသားရည်နဲ့အတူတူအခင်းဝိုင်းပတ်ပြီးတော့မှာဒါကျွန်တော်တို့လဖေးဆိုင်မှာလဖေးတောင်နေဖြစ်ပါတယ်အဲ့တော့ဒီမှာလဖေးတောင်ရည်နဲ့ကျွန်တော်တို့ဆွေးနွေးဖြစ်တဲ့အကြောင်းအရာလေးကိုကျွန်တော်ရဲ့ online ပေါ်မှာပေးတတ်တယ်ကိုမျှဝေခြင်းလို့ပေါ့နော်ကြောက်ဝိုင်းလေးကိုဝင်လာတဲ့အခါမှာဟိုတင်နန်းသားတွေပဲဖြစ်ဖြစ်အပြင်ရရမှာဒီကြောက်လောကတွေကိုဝင်လာတဲ့စပြီးတော့မှဝင်လာတဲ့သူတွေပဲဖြစ်ဖြစ်ကြောက်အောင်ဖို့ဒါ ကောင်းထဲမှာထည့်တယ်ဒါတွေးထားရပေါ့နော်ပထမပထမအဆုံးနေနဲ့သူတို့ကကြောက်အောင်ကျင်တာပေါ့နော်အဲ့တော့ကောင်းထဲမှာအတွေးထဲမှာကြောက်အောင်ဘိုးကပထမဖြစ်တာပေါ့ကြောက်အောင်ဘိုးကပထမဆိုပြီးတော့မှကြောက်ဝမ်းထဲကိုဝင်လာတယ်ကျွန်တော်လည်းအပါဝင်ပေါ့အာကြောက်လို့ပါပြီဆိုမှချမ်းသာခြင်းလို့ကြောက်လို့တာပဲဆိုပြီးမှကြောက်ဝမ်းထဲကိုဝင်လာကြတယ်အဲ့တော့တကယ်တကယ်ဒီမှာအခင်းဝိုင်းပတ်လိုက်တဲ့အခါမှာကြောက်တွေကလည်းအမျိုးအစားတွေအများကြီးဘယ်ကြောက်ကိုကင်လို့ကင်ကြည့်ရမှလည်းမသိဘူးဘာဝယ်လို့ဝယ်ရမှလည်းမသိဘူး အဲ့တော့နေ့ရက်သုံးရက်လောက်ပတ်လိုက်ပြီးဆိုအာမလွယ်ပါဘူးဆိုတာကိုစပြီးတော့မှဖြစ်တာပေါ့အဲ့တော့ဟိုစပြီးတော့မှတွေးကြတဲ့ကျွန်တော်တို့ကဟိုမှားနေတာလို့ကျွန်တော်ဒီလိုပြောရမှာကြောက်အောင်ကျင်တာကတော့ဟုတ်တယ်ဒါပေမဲ့ကြောက်အောင်ဘိုးဆိုတာကနေ့တိုင်းမဖြစ်နိုင်ဘူးအဲ့တော့ခုလောလောဆယ်ကျွန်တော်ရဲ့အတွေ့အကြုံလေးပေါ့ကျွန်တော်လောလောဆယ်အတွေ့အကြုံလေးပဲကျွန်တော်ပြောလိုက်မယ်။တနင်္လာနေ့လည်းရှိတယ်။ကျွန်တော်က၄သိန်းနဲ့ဝယ်လိုက်တယ်။ပြန်ရောင်းလိုက်ခါကျတော့၁၂သိန်းရတယ်။ညနေ ဟာမိုက်တယ်เนาะဒါကကျွန်တော်စကလုံးလေးနည်းနည်းအရက်စကားဆန်သွားရင်ခွန့်လို့ပါเนาะเนาะအပြင်မှာအဖြစ်အပျက်ကနေလို့အဲ့တော့တိတ်မကြအောင်မရှင်းမနှောင်းပဲကျွန်တော်၅သိန်းနဲ့ဝယ်လိုက်တယ်73သိန်းဝယ်ရတယ်မြတ်တယ်မိုက်တယ်ဆိုကားတော့ဂျာရီကိုပဲကြည့်နေလို့ကျွန်တော်တို့မရအောင်လို့ကျွန်တော်ပြောချင်တာဘာကြောင့်လဲဆိုတော့၄သိန်းနဲ့ဝယ်ပြီး72သိန်းရောင်းတာကနေ့တိုင်းမှကျွန်တော်တို့မရပဲရတဲ့အခါတော့ရတယ်နေ့တိုင်းမရဘူး ကျွန်တော်အများကြီးရှိတယ်ကျွန်တော်6000နဲ့ဝယ်ပြီးတော့မှ7300ရောင်းတာရှိတယ်ကျွန်တော်ရဲ့ blog ရဲ့မှာပြင်ကြောက်ဆိုသခင်တယောက်လိုတယ်ဆိုတာဆိုရင်ကျွန်တော်3800တောင်းနဲ့ဝယ်တယ်10000ချက်ချင်းပဲရောင်းစားတယ်စသဖြင့်မြတ်တဲ့ကြောက်တွေလည်းအများကြီးရှိတာပေါ့ဗျာနော်အဲ့တော့ကိုယ်လည်းပဲကြောက်ဝမ်းတွေဝင်လာရင်ချက်ချင်းပဲဒီလိုမြတ်မယ်လို့ထင်တယ်ဆိုရင်တော့ကျွန်တော်တို့မှားတော့မှာပေါ့နော်မဖြစ်နိုင်အောင်ချက်ချင်းမရနိုင်အောင်အဲ့တော့ကြောက်ဝမ်းတွေဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကြောက်အောင်ဖို့ ဒုတိယထားလိုက် နေ့တွက်ရဖို့ကကျွန်တော်တို့ကပထမထားမှာနေ့တွက်ရဖို့ကပထမထားမယ်အဲ့တော့ဒီကြောင်ဝိုင်းနဲ့ဝင်တဲ့ခါမှာကျွန်တော်တို့နေ့တွက်နေ့တွက်ဆိုတာကျွန်တော်တို့နေ့စဉ်ပုံမှန်ဝင်ငွေကိုကျွန်တော်ပြောချင်တာပေါ့နေ့စဉ်ပုံမှန်ဝင်ငွေရဖို့ကိုကျွန်တော်တို့ကပထမဦးစားပေးရမှာပေါ့အဲ့တော့ကျွန်တော်ကျွန်တော်ရဲ့အယူအဆလေးကိုကျွန်တော်ကပြောင်းပြန်လာလိုက်တယ်ဆိုတော့အရင်တော့ကျွန်တော်ပြောဘူးရပေါ့နော်နေ့တွက်ရဖို့ကပထမကြောက်အောင်ဖို့ကဒုတိယဒီလိုပေါ့ အဲ့တော့နေတွေ့ရဖို့ကပထမဆိုတာကိုယ့်ရဲ့နေစဉ်ပုံမှန်ဝင်ငွေ ရရှိအောင်လို့ကျွန်တော်ဘယ်လိုလုပ်မလဲအဲ့တော့ဒီမှာတန်တန်းသားတွေနဲ့ကျွန်တော်နဲ့အဲ sharing လုပ်တဲ့အခါမှာတန်တန်းသားတွေနဲ့ဆွေးနွေးဖြစ်တဲ့အကြောင်းအရာတွေကနေတွေ့ရဖို့ရန်အတွက်ကျွန်တော်တို့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ပွဲတိုက်မယ်ဆိုလို့ရှိရင်လည်းနေတွေ့ရအောင်ကျွန်တော်တို့ရှာလို့ရတယ်ကျွန်တော်တို့ကတော့ကျွန်တော်ဒါ2000နဲ့ဆက်နှစ်73အခြေအနေလေးပြန်ပြောမယ်ဆိုရင်ကျွန်တော်တရက်ကို2000ရအောင်ကျွန်တော်ပွဲတိုက်တယ် အဲ့တော့တခုတော့ရှိတာပေါ့နေ့တိုင်းမတက်ရင်ဘယ်လိုလုပ်မလဲဆိုတော့ရှိတယ်အဲ့တော့ဒီနေ့မတက်ရင်မနေ့ခံကြရတော့၄တောင်းရအောင်ဆံပါပေါ့မနေ့ခံမတက်ရင်တပတ်ခါကြလို့ရှိရင်တော့၆တောင်းရအောင်ဆံပါပေါ့တစ်ခါတစ်ခါကြရင်တစ်ရက်ထက်နဲ့တစ်သိန်းဝန်း၂သိန်းရသွားတဲ့ရက်တွေလည်းရှိတယ်ပေါ့အဲ့တော့ average ပြန်ခြုံလိုက်လို့ရှိရင်ကျွန်တော်ကတစ်ရက်ကို၂တောင်းလုံးနဲ့တစ်လကို၆သိန်းကျွန်တော်ရအောင်ရှာခဲ့တယ်ပေါ့ဗျာနော်အဲ့တော့ဒါကနေလန်တစ်ခုပါပဲဒါပေမဲ့အဲ့အားလေးနဲ့လည်းပြီးသွားလားဆိုတော့မဟုတ်ပါဘူး ျွန်တော်တို့ကတည်ငြိမ်တဲ့ဝင်ဝင်တစ်ခုကိုရဖို့ရန်အတွက်နီလန်းတစ်ခုတည်းတုံလို့ရှိရင်မဖြစ်နိုင်ဘူး။ဒါလေးလည်းအားလုံးကိုမျှဝေချင်တယ်ပေါ့နော်။ကျွန်တော်တို့ကတည်ငြိမ်တဲ့ဝင်ဝင် ပုံမှန်ဝင်ဝင်ပေါ့ဒါကြောက်သမားစကားနဲ့ပြောရင်နေတွက်တာနေတွက်လို့ကျွန်တော်တို့ပြောတာပေါ့နော်။အဲအပြင်ကကျွန်တော်တို့ဒါစီးပွားရေးစကားနဲ့ပြောရမယ်ဆိုရင်တော့ပုံမှန်ဝင်ဝင်နေ့စဉ်ပုံမှန်ဝင်ဝင်ဆိုတာအရင်အရေးကြီးတာပေါ့။အဲတော့တည်ငြိမ်တဲ့ဝင်ဝင်တစ်ခုဖြစ်ဖို့ရန်အတွက်ပွဲတိုက်တယ်ပွဲတိုက်တယ်ဒါလေးတင်ရက်ထလို့မရတယ် အဲ့တော့ဘာလောက်ရလဲဆိုတော့တခြားတစ်ဖက်မှာကြောက်လုံနေရဆိုတော့ဒီကြောက်နဲ့ပတ်သက်တဲ့လက်မှုပညာတစ်ခုခုကိုကျွန်တော်တတ်ရမယ်လက်မှုပညာတစ်ခုခုဆိုတော့အခုခေတ်စားလာတဲ့ကျွန်တော်တို့လက်ရလိုင်းအားကြောက်လေးတွေဝယ်တယ်အနာလေးတွေကျွန်တော်တို့အဲဖြောက်မယ်အရောင်လေးတွေတင်မယ်ကြောက်ကလှသွားတယ်3သိန်းနဲ့ဝယ်ပြီးတော့မှအခုနပြော8သိန်းစီးထွက်တယ်ဟုတ်တယ်မလားကျွန်တော်3သိန်းနဲ့ဝယ်ထားတဲ့ကြောက်လေးကလက်ရလေးအနှဲငယ်ထည့်ဥမာတင်လိုက်တာဒါဒီကိုလေးရှိမှပဲခုနတွေ့ခဲ့တဲ့ကြောက်8သိန်းစီးထွက်တယ်အဲ့တော့ပြောချင်တာအဲ့တော့လက်ရဆိုတဲ့လက်မှုပညာလေးတစ်ခုကိုတတ်တယ် အဲ့တော့လက်ရအဲ့ဒီဟာမဟုတ်ဘဲနဲ့ဆိုရင်လည်းကျွန်တော်တို့ line body line ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဖြတ်တာသွေးတာလေးတက်အောင်ဖြတ်တာသွေးတာလေးတက်တယ်ဆိုရင်အခုဆိုရင်ကြောက်တကွန်းကိုကျွန်တော်တို့က3တောင်အသွေးကတယ်ပေါ့နော်ဖြတ်ကရောပါမယ်ဆိုတော့4တောင်လောက်ကြာအဲ့တော့ကြောက်တကွန်းကိုဖြတ်တာသွေးတာအပြည့်စုံဆိုပြီး4တောင်နဲ့5တောင်လောက်ရှိတယ်ဆိုတော့ဟိုကျွန်တော်တို့သွေးကတီးတန့်ပဲတွက်မယ်ဆိုတော့3တောင်3တောင်ဆိုရင်ကျွန်တော်တို့10ပွင့်ဆိုရင်3တောင်အပွင့်20ဆိုရင်6တောင်လူတစ်ယောက် ပုံကြသွေးတယ်တိတိချာချာသွေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအပွင့်20သွေးတယ်ဒါကျွန်တော်ကျွန်တော်ရဲ့ကိုတွေ့မှုလို့ပြောတာပေါ့နော်ဒီထက်ပိုများတာ40 50သွေးတဲ့သွေးလည်းရှိတယ်ကျွန်တော်ကတော့ပုံကြအဲဒါကိုကျွန်တော်တို့ဟိုသွေးတယ်ဆိုရင်ကျွန်တော်လေးကပက်လန်ပေါ့ဗျာနော်ပုံကြဆိုတော့လေးကပက်လန်ကိုကျွန်တော်တို့အပွင့်20ပြီးတယ်ကျွန်တော်တယောက်တည်းသွေးရပါဘူးအဲ့တော့အခုခေတ်အနေနဲ့ဆိုတော့ဒါ6000ရပါတယ်ဆိုတော့ဝင်ငွေကသွေးတာဖြတ်တာလည်းပဲကျွန်တော်တို့ဝင်ငွေရအောင်ရှာလို့ရတယ်ဒါအကြောင်းနဲ့ပတ်သက်တဲ့လက်မှုပညာတက်ဖို့ အဲ့တော့ပွဲစားလို့တာလည်းဝင်ကိုရတယ်အဲ့တော့ဓာရီလုံနေရသည်ကိုယ့်ရဲ့အရင်ကြီးစိုက်ထုတ်ပြီးတော့မှကိုယ့်ရဲ့ယင်းကြီးစိုက်ထုတ်ပြီးတော့မှဝယ်လာရောင်းတာမပါသေးဘူးဆိုတော့အဲ့တော့အဲ့လိုမျိုးအခြေအနေမှာတော့မှဝင်ဝင်ရအောင်ဖန်တီးထားလို့ရှိရင်အဲ့ကဲရောက်မှတဖြည်းဖြည်းနဲ့ဝယ်လာရောင်းတာကိုယ်ပိုင်ကြောက်လေးတွေဝယ်ဖြတ်သွေးရောင်းဆိုတာကိုဖြည်းဖြည်းချင်းသွားလို့ရတယ်ကိုယ့်ရဲ့အရင်ကြီးတွေဒီထဲကိုစိုက်ထည့်ထားတာမဟုတ်ဘဲနဲ့အချိန်ပေးထားတဲ့အချိန်အရင်ကြီးလူအရင်ကြီးတွေပြင်ကိုယ့်ရဲ့တကယ်စစ်မှန်တဲ့အရင်ကြီးဖြစ်တယ်ဒါတွေကိုကျွန်တော်ကအားပေးချင်တာပါ အဲဒါကျွန်တော်လုပ်တဲ့နီလန်းဖြစ်တဲ့ကြောင့်ကိုကျွန်တော်ဒါယူအားပေးကြအဲ့တော့ဟိုမမျောမှန်းလာတဲ့ဟာဂျေးတန်ရာကြီးကတော့ဟိုက၄သိန်းနဲ့ဝယ်တယ်သိန်း၃၀ရတော့တယ်ငါတို့လည်းအဲ့လိုဖြစ်မှာပဲချက်ချင်းဝင်လာတယ်ချက်ချင်းကတော့မဖြစ်ဘူးနောက်ကျရင်တော့ဖြစ်ချင်းဖြစ်နောက်ကျရင်တော့ဖြစ်ချင်းဖြစ်အခုပထမအဦးဆုံးအချိန်နဲ့ကိုအကြောက်ပညာတက်အောင်ခုနကပြောတဲ့လက်မှုပညာတွေအကြောက်နဲ့ပတ်သက်တဲ့လက်မှုပညာတွေအသွေးဖြက်လားဟာလက်ရထက်တာလားလက်ကောက်ဖောက်တာလားဗရီးတွေးရလားစသည်အပြည့်လက်မှုပညာတွေခုခုတော့တက်အောင်ဒါပြီးရင်ပွဲတိုက်တက်အဲနော်ပွဲတိုက်တက် ဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပုံမှန်ဝင်ငွေတည်ငြိမ်တဲ့ဝင်ငွေတစ်လကိုဘယ်လောက်ရပါတယ်တစ်နှစ်ကိုဘယ်လောက်ရပါတယ်ဆိုတော့စည်ရင်းစရာနဲ့တည်ငြိမ်တဲ့ဝင်ငွေကိုရှာဖွေလို့ရမှာဖြစ်ပါတယ်အခုနောက်လိုမျိုးဟလာဝယ်ပြီးတော့မှမြက်မယ်ဝယ်ပြီးတော့မှဝယ်ဖြတ်သွေးအောင်ဝယ်ဖြတ်သွေးအောင်မြက်တယ်ဆိုတာတော့ရှိကောင်းရှိမယ်ဒါပေမဲ့တစ်နှစ်ကိုဘယ်လောက်ရှိမလဲတည်ငြိမ်တဲ့ဝင်ငွေအဲကိုယ့်ရဲ့လုံလောက်တဲ့အတုံးစီရချင်မှရလေဦးဒါလေးကိုကျွန်တော်အလေးနဲ့ထားပြီးတော့မှအဲကြောက်ဝမ်းကြောက်လောက်ကတည်းကဝင်လာမဲ့သူတွေအတွက်ကျွန်တော်အလေးနဲ့ထားပြီးတော့မှတိုက်တွန်းချင်တယ် တင်ငင်တဲ့ဝင်ငွေပုံမှန်ဝင်ငွေတွေအရင်ရှားမှာဖြစ်ပါတယ်။နေ့တွေရဖို့ကပထမဖြစ်ပြီးတော့မှကြောက်အောင်ဖို့ကဒုတိယဖြစ်တယ်ဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုနဲ့ညွှန်ဝေလိုက်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးရောက်မှာအကျိုးရှိလိမ့်မယ်လို့ပြောလင့်ပါတယ်။ကိုယ့်အနေနဲ့ကျွန်တော်တို့ဒါဟိုဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်ကျွန်တော်တို့ဒါတငယ်ချင်းတွေကိုညှ့ဝေလိုက်လို့ရပါတယ်။ကျွန်တော်တို့ကဒါအော်တင်နန်းသားတွေနဲ့လူလက်ရှိကျွန်တော်တို့တင်နန်းတက်နေတဲ့ကြောက်ဝိုင်းထဲမှာလက်တွေ့ကျွန်တော်တို့အခင်းဝိုင်းပတ်တာဖြစ်ပါတယ်ဒီလိုမျိုးအခြေခံကြတဲ့အကြောင်းတရားတွေကိုကျွန်တော်တို့နေ့စဉ်နဲ့အများတွေမှာရှင်းလင်းမှုတွေလုပ်တယ် လက်တွေ့လည်းကြပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကြော်ဖြတ်ခဲ့တဲ့နီလန်လည်းဖြစ်ပါတယ်တင်းတန်းတက်ချင်တဲ့ဆိုရင်တော့ကျွန်တော်တို့ဒါဒီ9လပိုင်းဆိုကြရင်လကုတ်ပိုင်းလောက်မှာ26ရက်လောက်မှာတင်းတန်းအသစ်ရှိမယ်ပေါ့နော်ကျွန်တော်တို့ messenger အနေနဲ့မှာဆက်သွယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဘပိုင်တက်တာလေးပြလိုက်ပါဘပိုင်